ားလုံးပဲမင်္ဂလာပါခင်ဗျာ football game ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ် Ronaldo ရဲ့ကစားမဘွားကိုစောစီစီအဆုံးသတ်သွားစေခဲ့ရတဲ့အကြောင်းရင်းဒိုယီလိုပရိသတ်တွေခေါ်နေကြတဲ့ Ronaldo Nazario ဟာဘောလုံးသမိုင်းမှာအကောင်းဆုံးတိုက်စစ်မှုတွေထဲကတဦးဖြစ်ပါတယ်သူရဲ့အရှိန်ဟုန်ဖြတ်ကျော်နိုင်စွမ်းကိုသွေးနိုင်စွမ်းနဲ့ကိုင်းထဲမှာပြသတဲ့ဒူးကြမှုတွေကပရိသတ်တွေရဲ့နှလုံးသားထဲမှာအမြဲတမ်းရှင်သန်နေပါတယ်ဒါပေမဲ့သူရဲ့ညာဘက်ဒူးစင်မှာထင်ရှားတဲ့အမာရုပ်တွေဟာသူ့ရဲ့ဘဝဇာတ်ကြောင်းတွေကစိန်ခေါ်မှုတွေကိုဖော်ပြပါတယ် သူရဲ့အချိန်ကိုတားဆီးခဲ့တာပြိုင်ဘက်ခန်းစစ်ကစားမှတွေမဟုတ်ပဲသူရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်ကဒဏ်ရာရရဖြစ်ပါတယ်ရော်နယ်ဒို1996နောက်ပိုင်းနဲ့2000ခုနှစ်စောပိုင်းမှာညာဘက်ဒူးစစ်မှာဒဏ်ရာဆိုးနှစ်ခုဇက်တားရရှိခဲ့ပါတယ်ဒီဒဏ်ရာတွေကသူရဲ့ကစားမဘဝကိုတည်တသာထိခိုက်စေပြီးတော့ဇာဝန်ရီတောင်အာအသိရတဲ့အချိန်တွေကိုရောက်ခဲ့ရပါတယ်ဒီဒဏ်ရာတွေကသူရဲ့ကစားမဘဝကိုအကြီးမားဆုံးစိန်ခေါ်မှုတွေဖြစ်နေပြောင်းလဲခဲ့တာပါရော်နယ်ဒိုရဲ့ကစားရင်ကတော်လီပြင်းထန်ပြီးတော့ပေါက်ကွဲရရှိတယ်သူရဲ့အချိန်ဟုံဖျက်ချော်နိုင်စွမ်းနဲ့ရုတ်တရက်ဥတီချက်ပြောင်းလဲလှုပ်ရှားမှုတွေကဒူးစစ်ပေါ်မှာကြီးမားတဲ့ဖိအားတွေဖြစ်စေခဲ့ပါတယ် တို့လှုပ်ရှားမှုတွေဟာရိုးနဲ့အဆစ်တွေကိုထိခိုက်စေလွဲပါတယ်ရော်နယ်ဒိုဟာပြိုင်မဲ့ခံစစ်ကစားမှုတွေရဲ့အချမ်းမန်တားဆီးမှုတွေမကြာခဏရင်ဆိုင်ခဲ့တာပါဒုသင်အီတလီစီးရီးမှာအင်တာမီလန်အတွက်ကစားနေစဉ်ခံစစ်ကစားမှုတွေရဲ့ပြင်းထန်တဲ့ဖြတ်တုံးမှုတွေဟာသူ့ရဲ့ဒူးစစ်ပေါ်မှာထက်လောင်းဖျားတွေဖြစ်စေခဲ့တယ်တောင်ကား69နိုဝင်ဘာမှာရော်နယ်ဒိုဟာအင်တာမီလန်အတွက်ကစားနေရင်ညာဘက်ဒူးစစ်မှာအယိုးအဆစ်ရော့ပြတ်ထွက်တဲ့ဒဏ်ရရှိခဲ့ပါတယ်ဒီဒဏ်ကြောင့်သူက9လကျော်နားယူခဲ့ရပါတယ် ဖုတ်ဘောဂိမ်းမှာမောင်ဖိုင်ဖိုင်ရှင်းနဲ့စပိုးရီဇုံတို့မှာကစားလို့ရပြီးတော့မြန်မာကြီးမြန်မာ application နဲ့ဘော်ဒီတပွဲကိုကြက်ဆယ်သိန်းကြီးကစားလို့ရနေပါပြီ။ဒါအပြင်မြန်မာကြီးနဲ့ပထမပိုင်းဒုတိယပိုင်းနေပြင် slot game ပေါင်းများသောလည်းကစားလို့ရမှာဖြစ်ပါလေ။ဒါအောင်မမကျင်တဲ့သေးဘူးဆိုရင် Batman ရှင်းအိတ်မှာလည်းကျွဲကိန်းအဖိုးကိန်းအစားရှိတဲ့နိုင်မကြီး slot game ပေါင်းများသောကစားနိုင်တာဖြစ်လို့တရားကိုင်းတော့ငွေကြေးယုံကြည်စိတ်ချသွားကစားခြင်းနဲ့ဆိုရင်တော့ဖုန်းနံပါတ်39 63 03 53ကိုခုပဲဆက်သွယ်လိုက်ပါ။ အပေါ်ရာတို့တကူတရင်ကောင်းပြောရမယ်ဆိုရင်တော့မောင်ဖိုင်ဖိုင်ရှင်းနဲ့စပေါ်ကြီးဇုံတို့မှာဘောလုံးပွဲတွေလည်းဒိုင်းရိုက်လိုက်ကြည့်ရှုလို့ရပါပြီ2009ခုနှစ်ဧပြီလမှာရော်နယ်ဒိုကဒန်ဟာကနေပြန်လည်တက်တာလာပြီးအင်နာမီလန်အတွက်ကစားခဲ့ရမယ်ပွဲစားတိုင်း6မိနစ်ကြာမှာပဲညာဘက်ဒူးစရဲ့ရိုးစေးရိုးဟာလုံးဝပြတ်ထွက်သွားခဲ့ပါတယ်ဒီတန်ဟာတော်လေးပြင်းထန်ပြီးတော့ဆောင်းဝေးတောင်အားအသင်းခဲ့ရတဲ့အခြေအနေပါဒီတန်ကြောင့်ရော်နယ်ဒိုကတစ်နှစ်ခွဲကျော်လောက်ရပ်ပေါင်း6ဟာကျော်လောက်နားယူခဲ့ရပြန်ပါတယ်ဆောင်းဝေးကသူ့ရဲ့ကစားမဘွားတောင်အဆုံးသတ်သွားနိုင်တယ်လို့ယူဆခဲ့ကြတာပါ1999 2000ပြည့်နှစ်တွေမှာဒူးစေးတန်ဟာအတွက် ဈေးကူသားမှုနည်းပညာအခုလိုခင့်မမိသေးပါဘူးဒူးဈေးအယုတ်ပြတ်ထွက်မှုတွေကိုပြန်လည်ချိတ်ဆက်ဖို့ခွဲစိတ်မှုတွေလုပ်ခဲ့မယ်ပြီးပြည့်စုံတဲ့ပြန်လည်တက်တာမှုအာမခံမှုခက်ခဲပါတယ်ပထမဒဏ်ရာကနေတက်တာလာပြီးတဲ့နောက်ရော်နယ်ဒိုကွင်းထဲကိုအလင်းစလိုပြန်ဝင်ခဲ့တာကဒုတိယဒဏ်ရာဆိုးရဖို့အကြောင်းမျိုးတွေကတခုဖြစ်ခဲ့ပါတယ်ဒူးဈေးရဲ့အယုတ်တွေကအားနိုင်တဲ့အခြေအနေမှာပြင်းထန်တဲ့ဖိအားတွေထပ်မံခံစားခဲ့တာပြတ်ထွက်မှုကိုဖြစ်ပေါ်စေခဲ့တာပါဒဏ်ရာဆိုးတွေကြောင့်ရော်နယ်ဒိုရဲ့ညာဘက်ဒူးဈေးဟာရေရှည်ထွက်တော်လေးအားနိုင်နေခဲ့ပါတယ်ဒါကသူ့ရဲ့အရှိန်အဟုန်နဲ့လှုပ်ရှားမှုတွေကိုကန့်တတ်ခဲ့ပြီးသူ့ရဲ့အကောင်းဆုံးစမ်းဆောင်ရည်ကိုပြန်လည်ရရှိဖို့ခက်ခဲစေခဲ့ပါတယ် ။ဒန်ဟာဆိုးရီကရော်နယ်ဒိုရဲ့ယုံကြည်မှုလည်းထိခိုက်စေခဲ့ပါရီ။ဇာမာတူးအနေနဲ့ဒန်ဟာကနေပြန်လည်တက်တာလာပြီးတဲ့နောက်အရင်လိုရှယ်ယုံတဲ့ကစားဘူးစိတ်ပန်းဆိုင်စိန်ခေါ်မှုတွေရှိခဲ့ပါရီ။ဒန်ဟာဆိုးရီကိုရင်ဆိုင်ခဲ့ရပေမဲ့ရော်နယ်ဒိုကမယုံနိုင်လောက်တဲ့ဇွဲလုံးလာတဲ့ပြန်လည်ထူထောင်ရေးကိုစူးစမ်းခဲ့ပါသေးတယ်။ဒန်ဟာဆိုးရီကနေပြန်လည်တက်တာလာပြီးတဲ့နောက်ရော်နယ်ဒိုဟာ2000နှစ်ကမ္ဘာဖလားမှာဘရာဇီးတို့ထူးချွန်စွာကစားခဲ့ပါရီ။သူဟာရှစ်ကိုးသွင်းပြီးတော့ဂိုးသွင်းများဆုံးစားမစုရခဲ့ပြီးဘရာဇီးကိုကမ္ဘာဖလားအောင်မြင်မှုစီဦးဆောင်ပေးခဲ့ပါရီ။ဒီအောင်မြင်မှုဟာသူ့ရဲ့စိတ်ဓာတ်ခွန်အားနဲ့ပြန်လည်ထူထောင်ရေးစူးစမ်းမှုရဲ့တက်သေးဖြစ်ပါရီ။ ဒါပေမဲ့ဒူးဇေးရဲ့အားနည်းမှုကရေရှည်မှာဆက်လက်ထိခိုက်ခဲ့ပါတယ်။2000နှစ်ကမ္ဘာလာပြီးတဲ့နောက်ရော်နယ်ဒိုဟာရီယယ်မက်ဒရစ်မှာကစားခဲ့ပြီးတော့အောင်မြင်မှုတွေဆက်လက်ရရှိခဲ့ပါတယ်။ဒါပေမဲ့ဒူးဇေးရဲ့ဟာရီနဲ့ဆက်ဆက်တဲ့ပြဿနာတွေကထပ်ခါလေးလေးပေါ်ပေါက်ခဲ့ပါတယ်။နောက်ရှိမှာအီစီမီလန်တို့ကစားနေတဲ့ထပ်မံဒူးဇက်တန်ရရှိခဲ့လို့ဒီတန်ဟာကသူ့ရဲ့ကစားမဘွားပုံမထိခိုက်စေခဲ့တာပါ။ဒိုင်ယရီကြောင့်သူ့ရဲ့ခန္ဓာကိုယ်ဟာ၄ချိန်တက်လာပြီးတော့အရင်လုံးရှေယုံနဲ့ကစားနိုင်သွားရော့ကျလာခဲ့ပါလိမ့်။ရော်နယ်ဒိုက2008နောက်ပိုင်းဘရာဇီးကိုပြန်သွားပြီးတော့ကွင်းဒီယန်သင်းမှာကစားခဲ့မဲ့သူ့ရဲ့အသက်အရွယ်30ကျော်နဲ့ ဒိုင်ယာရီရဲ့ရေရှည်တက်ရောက်မှုတွေကသူ့ရဲ့စွမ်းဆောင်ရည်ကိုကန့်သတ်ခဲ့ပါလိမ့်။နောက်ဆက်တက်မှာရော်နယ်ဒိုကစားမပွားကိုအဆုံးသတ်ခဲ့တာပါ။သူကိုယ်တိုင်ပြောခဲ့သလိုသူ့ရဲ့ခန္ဓာကိုယ်ဟာဆက်လက်ကစားဖို့မဖြစ်နိုင်တော့တဲ့အခြေအနေတွေရောက်ရှိခဲ့ပါလိမ့်။ဒိုရဲ့ကစားရည်ကပရိသတ်တွေဖြောပြီးပေးနိုင်မှုစွမ်းအပြည့်ရှိပါလိမ့်။ဒါမဲ့ဒီကစားရည်ကပဲအဟာစားလိုမျိုးသူ့ရဲ့ကစားမပွားကိုအရွယ်ငယ်နဲ့အဆုံးသတ်စေခဲ့တာဖြစ်ကြောင်းပါခင်ဗျာ။စုံလင်ကြည့်ရတော့အားလုံးကိုကျေးဇူးတင်ပါတယ်။